ောင်တက်ပါဒီဝင်းနေမှာလာဆောင်မဲမဲနနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေမှာတစရဖန်ကအပီနာစင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်မတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရမှာဖြစ်ပါရှင်။သစံဖန်ပရိသတ်များရှင်မတ်တရားနေ့အစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှာနေတဲ့ဒေါက်တာခင်ကိုလက်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ဒေါက်တာခင်ကိုလက်ရဲ့98နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ဗပဲတန်းမှာနေတဲ့မက်ခိုင်နေဝင်တူလေးဒေါက်တာကျော်စောနဲ့ဒေါက်တာကျော်စောမင်းတို့ကနေပြီးတော့ပါဝင်ဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှိဒီနေ့မတရားနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးမှာထပ်မံပြီးအောင်စုတောင်းပေးရအောင်မယ့်ဝင်းနေရှင်ကတော့ ဒေသရှင်ဆန်းဆိုင်ခန်းလိုက်ရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ဒေသရှင်ဆန်းဆိုင်ခန်းလိုက်ရဲ့ဝင်းနေအတွက်ကိုတော့နိုင်ဤဖြူမမယာစေမမို့မဆံမြတ်သူမခိုင်နေဝင်မဆုနဒီလင်မနန်းစင်ထွေမခင်မြဝင်းတို့ကနေပြီးတော့ပောင်းဝင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးအောင်ဆူတောင်းပြအောင်မယ်ဝင်းနေရှင်ရှိပါသေးတယ်။သူကတော့တဆင်းအဖန်ကမန်နီနီဝင်းပဲဖြစ်ပါတယ်။မန်နီနီဝင်းရဲ့ဝင်းနေအတွက်ကိုတော့ မမေစင်ဦးမဝင်းပပအောင်မယွနနာခိုင်မချချိုစန်းတို့ကနေပြီးတော့ပောင်ဝင်စုတောင်းပေးနာပဲဖြစ်ပါရဲ့ရှင်ဆလပီရောလည်းတဇန်ဖန်ကချချိုဆန်းရဲ့မွေးနေ့အတွက်ကိုပောင်းဝင်စုတောင်းပေးလာပါသေးတယ်။တဇန်ဖန်ကချချိုဆန်းရဲ့မွေးနေ့အတွက်ကိုတော့မတ်မီစင်ဦးမတ်ဝင်းပပအောင်မတ်မီနှင်းလိုက် ကိုကျော်မျိုးခန့်မတ်ယူနန္ဒာခိုင်မန္နန်ဤဖြူမငိမ့်စပင်မမယာမနီနီအိမဆမ်းမြတ်သူမန္နန်စင်ထွေမဆုနန္ဒီလေမဆင်မမိုမန္နန်နွန်စင်ကိုသွင်းတင်ဆန်မတ်ယူနန္ဒာကျော်မတ်ခိုင်ခိုင်ဝင်းမတ်လှန်လိုင်းဝင်းမမိုမမမတ်မီဆောင်နင်းဆန်မအီးမောင်တွေဦးမအီးမျိုးတန်မတ်ခင်မြောင်ဝင်းနဲ့မတ်နွယ်လင်းသူခေတ္တကနေပြီးတော့ပအဝင်စုတောင်းပေးလာမှာပဲဖြစ်ပါရဲ့ရှင်။ ။သစံဖန်ပရိသတ်များရှင်ဒီတစ်ခါမှဆက်လက်ပြီးတော့မွေးနေ့ဆုတောင်းပြရအောင်မေမွေးနေ့ရှင်ကတော့သစံဖန်ကမတ်ဆုလိုင်ဝင်းရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။သစံဖန်ကမတ်ဆုလိုင်ဝင်းရဲ့မွေးနေ့အတွက်ကိုတော့ဖေဖေဦးစိုးကိုကိုမေမေတော်ထေထေဝင်းညီမလေးမမီမီစိုးကိုညီမလေးနုနုစိုးကိုမောင်လေးရှိုင်ဝင်းလိုက်ဒဇယန်ဖန်ကချစ်ခင်မကိုနေလင်းဦးနဲ့တမီးလေးစောင်းနေကြီးနှွေးတို့ကနေပြီးတော့ပောင်ဝင်ဆူတောင်းပေးထားပါဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့လည်းမနန်ဤဖြူ၊မမာယာ၊မန်နီနီအိ၊မဆမ်းမြတ်သူ၊မဆန်းဆန်းမို့ မန္နန်းခင်အင်းမခက်ခက်ခိုင်မန္နန်းစင်ထွေမဆုနဒီလင်မဆင်မမမခင်မြဝင်းမမိုးမမမပန်းတစင်မန္နန်းနုံစီကိုသွင်းတင်ဆန်မရှုနနာကျော်မမီဆောင်နေဆန်ကိုကြည်စိုးမီကိုစီသူ မလလခိုင်နဲ့မအေးမလွင်ဦးမအေးမျိုးတန်းတို့ကနေပြီးတော့ပအဝင်စုတောင်းပြီးလာပါပဲဖြစ်ပါရဲ့ရှင်။ ရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးဆူတောင်းပေးရအောင်မယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့ကိုရရင်အောင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ကိုရရင်အောင်ရဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ဗပေးတမ်းမှာနေတဲ့မတ်ခိုင်နေဝင်းကနေပြီးတော့ပေါင်ရင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးတော့ဆူတောင်းပေးရအောင်မယ့်ဝင်နေရှင်လေးရှိပါသေးတယ်။ သူကတော့အော်စီမာနေတဲ့ကိုနီကိုမင်းပဲဖြစ်ပါတယ်။ကိုနီကိုမင်းရဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရာကောင်မာနေတဲ့မတ်စုပြည့်သူနဲ့မတ်ခိုင်နေဝင်းတို့ကနေပြီးတော့ပေါဝင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ပြည်သက်များရှင်ဆက်လက်ပြီးတော့ဆူတောင်းပေးရအောင်မယ်မွေးနေ့ရှင်လေးရှိပါသေးတယ်။ သူကတော့တောင်ကမာနေတဲ့ဒူဖို့ပြဖြိုးနိုင်ပေဖြစ်ပါတယ်ဒူဖို့ပြဖြိုးနိုင်ရဲ့22နှစ်ပြည့်ဝင်နေအတွက်ကိုတော့တပိတ်ချင်းမနေတဲ့ဖြစ်ဖြစ်အရာခံပိုရန်နိုင်စွန်မမေတော်ဆန်းဆန်းနိုင်ညီမလေးမိုးပြပြနိုင်နဲ့မမနိုင်ရမေတို့ကနေပြီးတော့ပောင်ရဆူတောင်းပေးလာပေဖြစ်ပါတယ်ရှင်ပြည်သက်များရှင့်ဒီနေ့ဝင်းနေဆူတောင်းစီစဉ်မှာနောက်ထပ်ဆူတောင်းပေးရမယ့်ဝင်းနေရှင်လေးကတော့ ကျင်းလင်းမာနေတဲ့တားလေးမောင်ရှိန်ဝမင်းခါရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။တားလေးမောင်ရှိန်ဝမင်းခါရဲ့တနှစ်ပြည့်မွေးနေ့အတွက်ကိုတော့အန်တီမီမီဆိုးကိုအန်တီဆုလိုင်းဝင်ဦးနေလင်းဦးမမဆောင်နေချင်းတွင်ဖဖို့ဦးဆိုးကိုကိုဖဖတော်ထထေးဝင်ဖဖေဦးဆိုင်ဝင်လိုက်မမေတော်နုနုဆိုးကိုတို့ကနေပြီးတော့ပောင်ဝင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ ဒဇယ်ဖန်ရဲ့ပရိသတ်တွေအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ပရိသတ်များရှင်ဒီနေ့ရဲ့မတရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ ရန်ကုန်မှာနေတဲ့ကိုကိုလင်းနဲ့မလာပြေဆောင်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့ရန်ကုန်မှာနေတဲ့ကိုခန့်ကိုကိုလင်းနဲ့မန်ငိမ့်ထထဆန်တို့ရဲ့ချစ်သူတက်တန်သုံးနှစ်ပြည့်အတွက်ကိုပောင်ဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။တစီအန်ဖန်ပရိသတ်များရှင်မတ္တရာနေ့အစီအစဉ်ကိုတော့ချွတ်တင်ဆက်ပေးကြရဖြစ်ပါရဲ့ရှင်။ ပရိသတ်ကြီးကမတရားနေ့စီစဉ်ခါနေပြီးတော့မွေးနေ့ရှင်နေတဲ့တူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ဒစီယန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်ဒစီယန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639နဲ့တူတူ The CN Fan Entertainment YouTube Channel မှာလည်း comment လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးရင်းနဲ့ပေးသက်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်။